ကွန်ပျူတာအလဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံမှာခစ်အဆက်ဆက်တမိုင်းအဆက်ဆက်လူကန်းစားအလွာခွဲခြားသတ်မှတ်ပုံတွေအကြောင်းကိုပဲဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဒီလိုမျိုးခွဲခြားသတ်မှတ်ပုံတွေမှာဘယ်အကြောင်းအရာတွေဘယ်ခစ်တွေပါဝင်လဲဆိုလို့ရှိရင်ဘယင်းမျိုးဆက်ပေါ့နော်ဘယင်းမျိုးဆက်ကနေ whole အောက်ဆုံးလူကန်းစားအလွာဒီခွဲခြားသတ်မှတ်ပုံတွေအကြောင်းရယ်ပြီးတော့ရင် colony ခစ် colony ခစ်မှာဆိုလို့ရှိရင်အင်္ဂလိပ်ဘာမစ်လို့ခေါ်တဲ့ ဟိုအင်္ဂလိပ်လူမျိုးရောတွေပြီးွားလို့ရှိရင်အင်္ဂလိပ်တွေပြီးွားရင်ပညာတတ်အတိုင်းဝိုင်းတွေပေါ့နော်အင်္ဂလိပ်စကားပြောတတ်တဲ့ပညာတတ်အတိုင်းဝိုင်းတွေကိုဘလို့လူတန်းစားအလွာခွဲခြားတတ်မှတ်လဲပြီးွားလို့ရှိရင်ဟိုလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း social link ပေါ့နော် social link မှာဆိုရင်အာဏာရရှိတဲ့အပေါ်နဲ့ ိုစီးပွားရေးအပေါ်မူတည်ပြီးဘယ်လိုလူဒန်းစားအလွာခွဲခြားပြောင်းလဲသွားလဲဒီအကြောင်းလေးကိုပဲဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာထဲမှာကျွန်တော်အရင်ဆုံး disclaimer ပေးချင်တာဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ဘရင်မျိုးဆက်ကနေ2004ခုနှစ်အထိကိုပဲအခြေခံပြီးပြောတာဖြစ်တယ်ပေါ့နော်2004ခုနှစ်နောက်ပိုင်းကနေဒီနေ့ခေတ်လူဒန်းစားအလွာကိုတော့ လုံးဝလုံးဝဆွေးနွေးသွားတာမဟုတ်ဘူး community တို့အမြင်ကိုတော့ကျွန်တော်ကိုတည်တည်ချာချာပြောပေးပါပထမဆုံးအနေနဲ့ပေါ့နော်ဒီဗီဒီယိုဖြစ်မှတ်ဖို့အတွက်ပေါ့နော်ကျွန်တော်ရဲ့ commander ပေါ့နော်ဒီ account လေးပေါ့နော် Mr. အောင်ဆိုတဲ့အကိုပေါ့နော်ဒီအကိုကမြန်မာနိုင်ငံရဲ့လူတန်းစားအလွာအကြောင်းကိုပြောတာလို့ဒီဗီဒီယိုလေးလုပ်ဖြစ်တာဖြစ်တဲ့အတွက်ဒီအကိုကိုကျွန်တော်တို့က credit ပေးပြီး thank လုပ်ပါတယ်နော်ပထမဆုံးအနေနဲ့ပေါ့နော်ဒီအကြောင်းလည်းကျွန်တော် quick intro ပေါ့နော်မျိုးပြောပါမယ်ပေါ့နော်မြန်မာနိုင်ငံမှာဒီဘယင်ခန်စနစ်ကနေစတယ်ပေါ့နော်ဘယင်ခန်စနစ်ကနေဘယ်လိုစလဲဆိုလို့ရှိရင်ဘယင်ခန်စနစ်မှာဘယင်မျိုးနဲ့ပြီးွားလို့ရှိရင် movement မျိုးပြီးွားရင်တာမန်လူတန်းစားပြီးွားလို့ရှိရင် အနေဆုံးလူရန်စားပေါ့နော်အနေဆုံးလူတမ်းစားကျတော့ဘယ်လိုပြောရမလဲကျွန်စနစ်လို့လည်းပြောလို့ရတယ်ပေါ့ဒီအကြောင်းလေးလည်းကျွန်တော်အခြေချုပ်ရှင်းပြပေးမယ်ပေါ့နော်ပြီးပါလို့ရှိရင်ဒီလိုမျိုးအဲလူမျိုးစု၄ခု꿰တယ်ဆိုတာကဗမာတွေ့ရလဲဆိုလို့ရှိရင်ဘရင်အောင်မင်းတရားပေါ့နော်ဘရင်အောင်မင်းတရားရဲ့ကျန်းနေပြီးရင်ဥကလာရဲ့ကျန်းနေပေါ့နော်ဒီဟာတွေနဲ့ကျွန်တော်ပတ်ဟိုရှာမိတာတွေ့မိတယ်ပေါ့ပြီးပါတယ်ဆိုလို့ရှိရင်တရားတွေပြောင်းလဲပြီးတဲ့အချိန်မှာကိုလိုနီခင်းနဲ့လွတ်လပ်ရပြီးတဲ့ခင်းမှာဒီဟာတွေကထဆင့်ကျုံလုံးဝပြောင်းလဲသွားတယ် ဘလို့ပြောင်းလဲသွားတယ်ဆိုတာကတော့ကျွန်တော်တစင်းတစင်းကြည့်ရှင်းပြပေးမယ်เนาะအခုကတော့ကျွန်တော်ဘယင်ရေဟိုလူကန်းစားလောက်ခွဲခြားပုံကိုကျွန်တော်ရင်ဆန်ရှင်းပြဘယင်ခံစနစ်မှာပေါ့เนาะဘယင်ခံစနစ်မှာကျတော့လူအပိုင်းအခြားကိုကျတော့၄မျိုးနဲ့တိုင်းခြားတယ်ပေါ့เนาะပထမဆုံးတစ်မျိုးမှာကျတော့ဘယင်မျိုးဆက်ပေါ့เนาะဘယင်မျိုးဆက်မှာကျတော့ဘယင်ပါမယ်မိဖုရားပါမယ်ပြီးရင်ဟိုမင်းသားမင်းသမီးပြီးွားလို့ရှိရင်ဟိုဘယင်ရဲ့ အတိုင်းဝိုင်းမျိုးနွယ်စုတွေပေါ့နော်တော်ဝင်မျိုးနွယ်စုတွေအကုန်လုံးပါမယ်သူတို့ကကျတော့အာဏာရှိတယ်ပါဝါရှိမယ်ပြောရရှင်မယ်သူတို့ရှိမှာဂုံစည်းစိမ်ဥစ္စာအကုန်ရှိမယ်ပေါ့နော်ပြီးွားရင်သူ့ရဲ့အောက်မှာနောက်တစ်စင်းကကျတော့အောက်တော့မဟုတ်ဘူးပေါ့နော်သူလူကန်းစားအလွာခွဲကြတာပေါ့ကျွန်တော်ကနားလဲအောင်ဆိုပြီးတော့အောက်တစ်စင်းတစ်စင်းနဲ့ရှင်းပြတာပေါ့နော်အဲအဒုတိယပေါ့နော်ဒုတိယကျတော့မူးမတ်မင်းမျိုးပေါ့မူးမတ်မင်းရဲ့တော့မှဘသူတွေပါလဲဆိုရင်အဓိကအမတ်ပေါ့နော်ဘယင်းတွေကိုအကြံပေးတဲ့လူတွေပေါ့အမတ်ပါမယ်ပြီးွားလို့ရှိရင်ဟိုမျိုးစားရွာစားခရိုင်စီစဉ်တဲ့သူတွေပေါ့နော် ဒါသူတို့တွေပါမယ်သူတို့တွေကကြတော့ဟိုအခွန်အခုနကျွန်တော်ပြောတဲ့နှစ်ခုပေါ့နော်နှစ်ခုကကြတော့အခွန်မဆောင်ရဘူးမင်းမဲမင်းဖြစ်နေတဲ့အတွက်ကိုအခွန်မဆောင်ရသူတို့ကနိုင်ငံရဲ့အဓိကဟိုလက်တိုင်းပေါ့နော်နိုင်ငံကိုသူတို့တိစားဖို့အတွက်ဒီကလောက်တဲ့ပုံစံမျိုးပေါ့ဒီနှစ်ခုဒီအုပ်စုနှစ်စုကကြတော့အဲသူတို့မှကြတော့ခြံကြီးစီးစိမ်ဥစ္စာတွေတော့ရှိတယ်ဒါပေမဲ့ဘယင်းတော့မများဘူးပေါ့နော်ပြီးတော့သူ့အောက်ကပေါ့နော်သူ့အောက်ကကြတော့ဗာလဲဆိုလို့ရှိရင်ရိုးရိုးတာမန်လူပန်းသားပေါ့ အမန်လူရန်ဆာကဒီနိုင်ငံတနိုင်ငံမှာသူကလူကြီးအများဆုံးပဲပေါ့နော်လူကြီးအများဆုံးပဲသူတို့ကဘာလုပ်ရလဲဆိုရင်နံပါတ်1ကကျတော့အခွန်အခွန်ဆောင်ရတယ်ပေါ့နော်သူတို့ကနိုင်ငံတနိုင်ငံလက်ပတ်ဖို့အတွက်အဓိကထောက်တိုင်ကိုပြောလို့ရတယ်သူတို့ကဘယ်သူတွေပါဝင်လဲဆိုလို့ရှိရင်စီးပွားရေးလုပ်တဲ့လူတွေလို့ပြောလို့မရပေမဲ့လည်းဒါပေမဲ့စီးပွားရေးကိုအသေးပေါ့နော် budget fund နဲ့ဖြစ်လုပ်တဲ့လူတွေပြီးရင်လက်သမားပြီးရင်လက်သမားပြီးသွားလို့ရှိရင်ကုန်တယ်ပေါ့နော်ကုန်တယ်ပြီးသွားလို့ရှိရင်ဟိုလက်လက်ပစ္စည်းဝယ်ရောင်းလုပ်တဲ့လူတွေပေါ့နော် ဲကုန်နေဆိုတာနဲ့လဲလဲဝဲဝယ်ရောင်းလုပ်တဲ့ပစ္စည်းတွေတွေနဲ့အတူတူပဲဒါပေမဲ့သူကအဆင့်ဘလို့ပြန်ခွဲလဲဆိုတော့ဒီအဆင့်မှာကြတော့ဟိုကုန်တွေကိုကြတော့ပစ္စည်းဝယ်တယ်ပြောနော်ပစ္စည်းဝယ်တယ်ဆိုတော့အခုစံစပါးတွေဝယ်ပြီးတော့တစင်းငယ်ပြန်ရောင်းတဲ့လူအဲအဲ့ဒါကိုသူကကုန်တွေဖြစ်တတ်မှတ်ပြီးလဲလဲဝယ်ရောင်းလုပ်တဲ့လူကြတော့ကုန်တွေဖြစ်မတတ်မှတ်ထားဘူးသူကအဲ့လိုနှစ်ပိုင်းပြန်သွားကွဲတယ်ပေါ့နော် ဒါတော့ကျွန်တော်တို့ဒီတမိုင်းအချက်လက်တွေကိုကျွန်တော်လိုက်ပြီးလေ့လာပြီးတော့ကျွန်တော် research လုပ်ပြီး formula လို့ပြန် share တာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော် tag လေးလုပ်ပေးရမယ်ပေါ့နော်ဒီတမိုင်းနေဘေးရလာတယ်ဘေးကနေဘယ်လိုယူရလဲဆိုတာကျွန်တော်အခုတခါတယ်အထောက်ထားလေးတွေငယ်မှာပြသွားပေးမယ်ပေါ့နော်နောက်ဆုံးကကြတော့လူနေလူတန်းစားပေါ့နော်လူနေလူတန်းစားမှာကြတော့သူကနှစ်ပိုင်းပြန်ခွဲတယ်ဒါပေမဲ့ဒီအုပ်ဒီနှစ်အုပ်စုနှစ်ခုလုံးကိုလည်းလူနေလူတန်းစားအဖြစ်ပဲသတ်မှတ်ထားတယ်ပေါ့ဒီထဲမှာဆိုရင်တင်းညံဆောက်တင်းညံဆောက်တဲ့လူတွေပေါ့နော်ပြီးအဝိရှော်တဲ့လူတွေပြီးသွားလို့ရှိရင် ိုကုလီခံဘာလောက်တဲ့လူတွေပေါ့နော်လူဟိုအခုနကျွန်တော်ပြောတဲ့ကုံသေးတွေအဲဒီအကြောင်းနေဒီအခုကုံသေးတွေပြီးရင်လေသမားတွေပေါ့နော်သူတို့ရှိမှအလောက်လောက်တဲ့လူတွေပေါ့နော်ပြီးွားလို့ရှိရင်နောက်တစ်ခုကကြွန်နေပေါ့နော်ကြွန်ကြွန်ထဲမှာကျတော့အခုနကကျွန်တော်တစ်ဖွဲ့ဖွဲ့လိုက်ပြီပေါ့နော်အခုနောက်တစ်ခုမှကျတော့ကြွန်ပေါ့နော်ကြွန်မှာကျတော့ပါရီပါဝင်လဲဆိုလို့ရှိရင်ဖျားကြွန်ပါမယ်အစိုးရကြွန်ပါမယ်ပြီးပုတ်ကလီကကြွန်ပါမယ်ဖျားကြွန်ဟာလဲဆိုလို့ရှိရင် ဟိုဖះเจ้าကြီးပေါ့နော်ဖះเจ้าကြီးဖះစီဒီပထိုးကြီးအကိုလုံးမှာတာဝန်ရှိပြီးအလုပ်လုပ်ရတဲ့လူကြီးဒါဒီကိုလုံးကဖះကျွန်နေကျွန်ကဘာကွဲွားလဲဆိုရင်အခုငါကျွန်တော်ပြောသလိုလူနဲ့လူတန်းစားမှာနှစ်ပိုင်းကွဲတယ်လို့ပြောရမလားနှစ်ပိုင်းကွဲတဲ့လူကြီးထက်သူကပတ်စံပူနေတယ်ပတ်စံပူနေတယ်ဟိုပို့ပြီးတော့ဟိုသူများနေရ share လောက်ရတယ်ဆိုရင်သူတို့က၄00လောက်ပဲရတယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒါကကျွန်တော်ကဟိုနားလည်အောင်ဆိုပြီးတော့မျှစီနေရှင်းပြတာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ ဟိုဖះကြုံပြီးွားပြီဆိုလို့ရှိရင်အစိုးရကြုံပေါ့အစိုးရကြုံကကြတော့ဘာကြီးလောက်ရလဲဆိုတော့ဘရင်ရဲ့နန်းတွင်းပေါ့နော်ဘရင်ရဲ့နန်းတွင်းနန်းပြင်အကုန်အလုပ်လုပ်ရတဲ့လူကိုဖះဟိုအစိုးရကြုံလို့ခေါ်တယ်ပုဂ္ဂလိကကြုံပေါ့နောက်တစ်ခုကကြတော့ပုဂ္ဂလိကကြုံပုဂ္ဂလိကကြုံဆိုတာက public servant တော့မဟုတ်ဘူးနော်ကျွန်တော်တို့ကပုဂ္ဂလိကကြုံဆိုလို့ရှိရင် public servant ဆိုပြီးတော့ဒီနိုင်ငံရဲ့လူတွေအတွက်အကူအညီတယ်လို့ထင်တာအမှန်တော့မဟုတ်ဘူးအပုဂ္ဂလိကကြုံဆိုတာက movement တွေပေါ့နော်ကျွန်တော်အခုနပြောသလိုပေါ့အ movement တွေအတွက်ပြီးွားလို့ရှိရင်မျိုးသားခရိုင်သား ပြီးရွာသားတွေအတွက်ကိုဟိုအလုလုပေးရတဲ့လူပေါ့နော်အလုသူတို့အတွက်ပဲတိတန့်အလုလုပေးရတဲ့လူကိုသူတို့ကဟိုကပုဂ္ဂလိကဂျုံအဖြစ်နာမည်သတ်မှတ်ထားတယ်ပေါ့နော်ဒါပေမဲ့ဒီအကြောင်းတွေကအခုကျွန်တော်ပြောသလိုပေါ့၄ယောက်၄မျိုးခွဲရတယ်ပေါ့နော်၄မျိုးခွဲရတယ်ဆိုတာကမြန်မာနိုင်ငံမှာကြတော့ဗုဒ္ဓဘာသာနားမလည်မှုရှိတယ်အိန္ဒိယလိုမျိုးဇက်စနစ်ပုံစံမျိုးအတင်းအကျပ်ကြီးတော့မဟုတ်ဘူးပေါ့နော်အိန္ဒိယရဲ့ဇက်စနစ်ကအတင်းအကျပ်စနစ်ပုံစံမျိုးနဲ့တွားတယ်ပြီးတော့လူမျိုးရေးခွဲခြားမှုနည်းနည်းရှိ အဲနည်းနည်းရှိတာလေးမဟုတ်ဘူးဗောနအရန်များတယ်လို့လည်းပြောလို့ရတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြလာတယ်ဗောနကွန်ပျူတာအချိန်ရရင် check cloud ကြီးဗောအရန် interest ဖြစ်ဖို့ကောင်းတယ်ဒီအကြောင်းနဲ့နည်းနည်းတော့ဆင်တဲ့ time ကွဲပြားတယ်ဒီအကြောင်းအကြောလူမျိုးကြီးခွဲကြတာမဟုတ်လူအတန်းစားတွေခွဲကြတာတယ်ဒါပေမဲ့ဒါဘယ်လိုလဲဆိုရင်တိတိကျကျစီစဉ်တဲ့ပုံစံမျိုးလို့ပေါ့သူတို့ကဘယ်လိုဘယ်လိုလူတွေရဲ့အလောက်ကင်ပုံမူတည်ပြီးခွဲကြတဲ့ system အိန္ဒိယကျတော့အဲ့လိုမဟုတ်ဘူးလူတွေရဲ့အလောက်ကင်ပေါ်ဘူတီပြီးခွဲခြားတဲ့ system ဆိုပြီးမှဒါကိုလူမျိုးစုအဖြစ်တွေတတ်မှတ်ပြီးတော့ခွဲလိုက်တယ်ဘယ်လူမျိုးစုကဘယ်ထဲမှာပဲပါဝင်နေဘယ်လူမျိုးစုကဘယ်ထဲမှာပဲဖြစ်ပါဝင်နေပေါ့နော်ဒီဗီဒီယို community တို့ chat cloud ကြီးလုံးဝအတွေ့အကြုံလုံးဝရလိုက်မယ် share တခုပေါ့နော်အဲ community တို့အဲဒီအကြောင်းကျွန်တော်ဆက်ဆက်မယ်ပေါ့နော် အဲဒီလိုမျိုးအိန္ဒိယလိုမျိုးအတင်းကျပ်မလောက်ခိုင်တဲ့အတွက်ကိုသူတို့ရဲ့ဟိုလူမျိုးရေးစနစ်မှာပေါ့နော်လူမျိုးလူဒန်းစားခွဲခြားမှုစနစ်မှာအလုတ်အခြေအနေပေါ်မူတည်ပြီးတော့ပဲလူဒန်းစားခွဲခြားတတ်မှတ်တာပဲဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်လူဒန်းစားအလွာခွဲခြားတယ်ဆိုတာကဘရင်အောင်ခင်မှာပို့ပြီးထင်ရှားတယ်ဆိုတာကျွန်တော်ဘယ်လိုပြောလဲဆိုလို့ရှိရင်1951ပြီးသွားလို့ရှိရင်1981ပေါ့နော်ဒီ81မှာဘရင်အောင်မင်းတရားကသူ့ရဲ့ဟိုဘယ်လိုပြောမလဲအဲဟိုစစ်တေဆင်းရင်းနေပေါ့ပြီးအခွန်ဆင်းရင်းနေမှာလေ ပြောပြတာလေပြတာလေပေါ့နော်ပြတာလေပြီးသွားလို့ရှိရင်နောက်တစ်ခုကကျတော့ဥကလာရေးတဲ့ဂျမ်းပေါ့နော်ဥကလာရေးတဲ့ဂျမ်းထဲမှာဆိုလို့ရှိရင်မဟာယာသမင်းကြီးပေါ့အဲ့ဒီထဲမှာဆိုလို့ရှိရင်လေဒီလိုမျိုးလူတန်းစားလောခွဲခြားတဲ့ဆီရင်အကြောင်းကိုလည်းပြောပြတာလေပေါ့နော်အဓိကဂျမ်းထဲမှာပေါ့နော်ပြီးသွားလို့ရှိရင်ပေါ့နော်မဟာယာသမင်းကြီးအပြင်ပေါ့နော်ဒီအကြောင်းလေးကိုကျွန်တော်တို့ထပ်ပြီးပမာကြည့်လို့ရလေဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့တမိုင်းအကြောင်းလေးကိုပြောတယ်ပေါ့နော်ဥဖျပြီးသွားလို့ရှိရင်ဒေါက်တာတန်းထွန်းပေါ့နော်သူတို့ပြောပြတာတဲ့အထဲမှာလေကျွန်တော်တို့လေ့လာလို့ရတယ်ဒါအမြင်ပေါ့နော်အင်္ဂလိပ်လိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် G Heavy ရေးထားတဲ့ ော် history of burma ပေါ့နော် history of burma ပြောလို့ရှိရင် vita leverman ဆိုပြီးတော့တယောက်ရှိသေးတယ်ပေါ့နော် vita leverman ရေးထားတယ်တမိုင်းဆိုင်ရာလေးလာချက်ဒီပေါ့နော်ဒီအကြောင်းလေးမှလည်းပေါ်ပြထားတယ်ပေါ့နော်ဒီလိုမျိုးဘရင်နောင်မင်းတရားခင်မှာဒီလိုမျိုးလူဒန်းစားလာခွဲခြားမှုရှိတယ်ဆိုတာကိုဘယ်လိုပြောမလဲလုံးဝပေါ်ပေါ်ထင်ထင်ကြီးကိုရေးပြထားတယ်ပေါ့နော်သူတို့ပြီးတော့ဒီအကြောင်းကလည်းကိုရေးထားတဲ့လူကတယောက်နဲ့ယောက်တည်းမဟုတ်တော့ဘူးပေါ့နော်9ယောက်လောက်ဖြစ်သွားတယ်ပေါ့အခုဆိုရင် အဲဦးကလာရဇဝင်ကြီးကျမ်းပေါ့ဦးကလာရဇဝင်ကျမ်းပြီးသွားလို့ရှိရင်အဲဦးချရှိမယ်ပြီးသွားလို့ရှိရင်ဒေါက်တာသန်းတော်ရှိမယ်ပြီးသွားလို့ရှိရင်အခုနပြောသလိုဗင်တာလီပမန်ရှိမယ်ပြီးရရင် GV heavy ရှိမယ်ပေါ့နော်ဒီစာအုပ်တွေအရဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော်အတေတို့တစ်ဖြင့်ရန်ကုန်ဒီစာအုပ်တွေကဘမရှာလို့ရလေဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အတူတစ်ဖြင့်ဆိုရင်တက္ကသိုလ်စာကြည့်တိုင်းပေါ့နော်အဲ့မှကြည့်လို့ရမယ်ပြီးသွားလို့ရှိရင်အမျိုးသားစာကြည့်တိုင်းအဲ့မှကြည့်လို့ရမယ် ီးပါလို့ရှိရင်ကျွန်တော်တို့ online ကနေရမယ်ဆိုလို့ရှိရင် Jestro ဆိုတဲ့ application ဟိုဟာဟို platform တစ်ခုရှိတယ်ပြီးပါလို့ရှိရင် Google Scholar ဆိုတဲ့ platform ရှိတယ်ပေါ့နော်အဲ့ရနေကျွန်တော်တို့ဒီလာလို့ရတယ်ပေါ့နော်ကဲဘယင်ခန့်စနစ်တော့ကျွန်တော်ရှင်းပြပေးပြီ colony kit ကိုသွားကြမယ် colony kit မှာသွားတစ်မျိုးပြောင်းလဲသွားတယ်ပေါ့နော်တစ်ဆင့်ပြောင်းလဲသွားတယ်ပေါ့အလဲချိုးချိုးသွားတဲ့ပုံစံမျိုးပေါ့ဘယ်လိုလဲဆိုလို့ရှိရင် အဲကိုလိုနီခင်မှာကြတော့ဘယင်းနေမူမတ်တွေကလုံးဝအာနာဆုံးရှုံးသွားတယ်။ဒီအချိန်မှာသူတို့ကဘသူတွေအာနာပူပြီးအာနာထက်ဆိုင်ပေါ့နော်အစင်နဲ့ဘသူပုံမြင်လာလဲဆိုလို့ရှိရင်သူကနှစ်ပိုင်းကွယ်ပထမတစ်ပိုင်းကကြတော့စီးပွားရေးပေါ့နော်စီးပွားရေးမှာဘသူကပူပြီးမြင်လာလဲဆိုလို့ရှိရင် အဲအထူးသဖြင့်ရန်ကုန်ပေါ့နော် British တွေအလုပ်ပို့ပြီးအလုပ်လုပ်လို့ရတဲ့နေရာပေါ့အလုပ်လုပ်လို့ရတဲ့နေရာကျွန်တော်ဒီဗီဒီယိုမှာ British တွေဘယ်လောက်အလုပ်လုပ်လဲဟိုဘယ်လောက်အလုပ်လုပ်တဲ့နေရာဘယ်နေရာလဲဆိုတာကျွန်တော်ပြပြထားတယ်ပေါ့နော် Community အခြေရန် check လုပ်ကြည့်ပေါ့ရန်ကုန်အကြောင်းကိုကျွန်တော်ပြပြထားတယ်ပေါ့ Community အခြေရန် check လုပ်ကြည့်ပေါ့နော်သူတို့ကအဲဒီလိုမျိုးရန်ကုန်လိုနေရာမျိုးမှာအလုပ်လုပ်တဲ့အချိန်မှာသူတို့ကပြီးတော့ကုန်တယ်ရွေးကိုအဓိကဦးစားပေးလုပ်တယ်ပေါ့နော်အဲ့လိုအချိန်မှာဘယ်သူတွေကတော့ဖြစ်သွားလဲဆိုရင်စီးပွားရေးလုပ်ငန်းရှင်တွေပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တွေက တော့ဖြစ်သွားတယ်ပြီးတော့ကုံသွေးကြီးလုတဲ့လူကြီးကုံသွေးကြီးလုတဲ့လူကြီးကလည်းတော့ဖြစ်သွားတယ်အဲ့ဒါကြောင့်ရန်ကုန်မှာအဲအိန္ဒိယနေပေါ့နော်အိန္ဒိယနေဆိုတာအိန္ဒိယပဋ္ဌာန်းနေလာတဲ့လူတွေပြီးတော့တရုတ်တွေကဒီစီးပွားရေးလုပ်ငန်းတွေနဲ့ကျွမ်းကျင်တဲ့အပေါ်မှာသူတို့တွေကပိုးပြီးအခွင့်အရေးရပါတယ်ပေါ့နော် ပြီးတော့နောက်တစ်ပိုင်းကကျတော့ပညာရေးပေါ့နော်ပညာရေးမှာကျတော့သူကအဖွဲ့နှစ်ဖွဲ့ပေါ့နော်တစ်ခုကကျတော့ Anglo Burmese ပေါ့နော် Anglo Burmese လို့လို့ပြောလို့ရတယ်ပေါ့နော် Anglo Burmese ဆိုတာက community DVD ကို check လုပ်ကြည့်ပေါ့နော်လုံးဝ experience တစ်ခုရလိုက်မယ်မြန်မာနိုင်ငံမှာအခုလက်ရှိတော့တရားဝင်လူမျိုးတော့မဟုတ်တော့ဘူးဒါပေမဲ့သူတို့တွေဘယ်လို found ဖြစ်ခဲ့လဲဆိုတာကိုကျွန်တော်တည်တည်ချာချာဒီဒီချာချာပြောပြတာတယ် community အခြေအနေ check လုပ်ကြည့်ပေါ့နော်သူတို့တွေဟိုအခွင့်အရေးပေးတယ်ပြီးရင် British မှာပညာရေးပေါ့နော် British ကျောင်းမှာတက်တဲ့အချိန်အဲ့ချိန်အဲ့ခါက ဟိုပြောရမယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာကိုပို့ပြီးဦးစားပေးကြတယ်ပေါ့နော်ဒီအင်္ဂလိပ် influence နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီဗီဒီယိုမှာပြောပြတာပြီးရယ်ကွန်ပျူတာအချိန်တိုင်း check လုပ်ကြည့်ပေါ့နော်မြန်မာနိုင်ငံ influence အကြောင်းတွေကိုကျွန်တော်ရှင်းပြလာတာပေါ့နော်အဲ့တော့အင်္ဂလိပ်ဒီကဒီအင်္ဂလိပ် bias တွေကိုဦးစားပေးတယ်ပြောရလို့ရှိရင်ဒီ British ကျောင်းမှာတက်ခဲတယ်ပေါ့နော်ပညာတတ်တွေဦးစားပေးတယ်အဲ့လိုအချိန်မှာသူကအဆင့်တန်းလူမျိုးအဆင့်တန်းဘယ်သူကတော့ပြန်ဖြစ်သွားလဲဆိုလို့ရှိရင်ကုန်သေးတယ် ပြောရလို့ရှိရင်စီဝိုင်းလုပ်ငန်းလုပ်တဲ့လူတွေပြည်ပညာတတ်တဲ့လူတွေကဒီအစင်းထဲမှာမြင့်သွားတယ်။အထူးသဖြင့်ပေါ့နော်လူနေတန်းစားတွေကိုလီတွေပြောရလို့ရှိရင်မူမတ်တွေဘရင်ခန်စနစ်မှာရှိတဲ့လူတွေပေါ့နော်။တို့ကကြိုးစားတယ်စီစိမ်ဥစ္စာရှိတယ်ဆိုရင်တို့အစင်း level တစ်ခုတက်လာမယ်ဒီပုံစံမျိုးဖြစ်သွားတာပေါ့။အဓိက main ကအခုနကကျွန်တော်ပြောသလိုပေါ့အဲ global mix တွေနေရာတစ်ခုရရယ်ပြောရလို့ရှိရင်အင်္ဂလိပ်ကျောင်းမှာတက်တဲ့လူတွေနေရာတစ်ခုရမယ်ပညာရှိတဲ့လူတွေနေရာတစ်ခုရမယ်စီဝိုင်းလုပ်တဲ့လူတွေနေရာတစ်ခုရမယ် အဲ့လိုပုံစံမျိုးပေါ့ထပ်ပြီးတော့ပေါ့နော်ကိုလိုနီခေတ်ပြီးသွားပြီ1948လွတ်လပ်ရေးရလာပြီပေါ့နော်ကျွန်တော်မြန်မာနိုင်ငံလွတ်လပ်ရေးရလာတဲ့အချိန်ကျတော့ထပ်ပြီးတော့ဟိုလူရလူတန်းစားအလွာနှစ်ခေါက်ပြောင်းနေလို့ပြောလို့ရတယ်နှစ်ခေါက်ပြောင်းနေဆိုတော့အဲ့နှစ်ခုပေါ့နော်ကျွန်တော်ကတော့ဟိုဟာတခါတည်းခြုံပြီးပြောပြလိုက်မယ်ပေါ့နော်ပထမဆုံးတစ်ခုကကျတော့ဗာလေလွတ်လပ်ရေးပြီးသွားတဲ့အချိန်မှာအစိုးရအရာရှိတယ်ပေါ့နော်အစိုးရအရာရှိတယ်ပြီးရင်စီးပွားရေးလုပ်ငန်းရှင်တွေဒီပညာရှိတွေကထပ်ပြီးတော့ပေါ့နော်အဲ ဒီနေရာမှာဒီနေရာမှာတော့ဖြစ်နေသေးတယ်ပေါ့နော်တော့ဖြစ်နေသေးတယ်။ဘာကြောင့်တော့ဖြစ်နေလဲဆိုရင်ဒီလွတ်လပ်ရေးရပြီးတော့10နှစ်အတွင်းပေါ့နော်10နှစ်အတွင်းအဲ10နှစ်အတွင်းပေါ့ပြောလို့ရတယ်ပေါ့နော်10နှစ်ဝင်းကျင်ဒီဘာလောက်မှာဒီလူတွေကတော့ဖြစ်နေသေးတယ်။အဲ10နှစ်နောက်ပိုင်းမှာလာဟိုတစ်ချစ်တစ်စစ်ချိုးပြောင်းနေလို့လုံးဝပြောလို့ရတယ်ပေါ့နော်။ဒီကျွန်တော်ပြောသလိုပေါ့ Angular Mesh အကြောင်းပြောပြလာတဲ့အချိန်မှာဆိုလို့ရှိရင် Community တိတိချာချာမြင်သွားမယ်ပေါ့နော်။ပြီးတော့ Social Link ပေါ့နော် Social Link မှာဆိုလို့ရှိရင်ဒါက လောကအကြီးမားဆုံးပြောင်းလဲတဲ့အဲလို့တော့ပြောလို့ရတယ်ပေါ့နော်အထူးသဖြင့်ပြောရမယ်ဆိုရင်1962ထ1988ပေါ့နော်အဲ့ဝင်းချင်းမှာဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံရဲ့အဲကလောကအဆင့်ကျူလောကပြောင်းသွားတယ်ဘယ်လိုပြောင်းသွားလဲဆိုလို့ရှိရင်ဒီအချိန်မှာပြည်သူပိုင်တိန်းနာတွေအစိုးရတိန်းနာဟာတွေဖြစ်ပေါ်လာတယ်ပေါ့နော်တုံးတိန်းနာဟာတွေဖြစ်ပေါ်လာတဲ့အချိန်မှာဒီမြန်မာနိုင်ငံရဲ့စီးပွားရေးကဟိုပြောမလဲဟိုလောက gross ကမညီတော့တဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့ gross မညီတော့တဲ့အချိန်ကြတော့ အဲဒီနေရာမှာဘသူတွေကပို့ပြီးတော့သစင်တို့ပို့ပြီးမြင့်သွားလဲဆိုလို့ရှိရင်နံပါတ်1ကကြတော့အာနာရှိတဲ့လူတွေပေါ့နော်အာနာပါဝါရှိတဲ့လူတွေကဒီဒီအခုနကျွန်တော်ပြောသလိုပေါ့တင်ယူမှုတွေအပေါ်မှာပို့ပြီးတော့သူတို့တွေစီးတဲ့ဥစ္စာပို့ကျွယ်သွားလာတယ်ပြီးသွားလို့ရှိရင်အစိုးရအရာရှိတွေအစိုးရအရာရှိတွေပို့ပြီးတော့စီးတဲ့ဥစ္စာပို့ကျွယ်သွားလာတယ်ပြီးသွားလို့ရှိရင်ဒီဟာနဲ့ဆက်ဆက်ပြီးလာတဲ့လူတွေပေါ့နော်ဆက်ဆက်ပြီးလာတဲ့လူတွေဆိုတော့ community တည်တည်ချမ်းချမ်းညီကြီးပေါ့နော်ကျွန်တော်ပြောတာကဒီအစိုးရအရာရှိအတိုင်းဝိုင်းတွေက ထွက်လာတဲ့ဆရာဝန်ပြီးွားလို့ရှိရင်အင်ဂျင်နီယာပြီးရင်ဒီဘယ်လိုပြောမလဲအစိုးရနဲ့ပတ်သက်တဲ့အလောက်ကိုင်းတွေမှာလုပ်ဆောင်တဲ့လူတွေကထပ်ပြီး common အတခုဖြစ်သွားတယ်ပေါ့ common အဆိုတာဘယ်လိုပြောရမလဲဆိုလို့ရှိရင်သူတို့ပို့ပြီးစီးပွားရေးမှာပို့ပြီးတော့ Viking ခင်ဒီအများကြီးရပါတယ်ပေါ့နော်စီးတဲ့ဥစ္စာပူရသွားတယ်ပေါ့ဒါလို့ဆို comment တို့အထာပေါက်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ပြောလိုက်တာဟာအဲ့လိုမျိုးသူတို့တွေကစီးတဲ့ဥစ္စာကြော်ရွားသွားတဲ့အချိန်မှာဒီဘက်မှာ lunate dancer ဆိုတာကဟို case တခုဖြစ်သွားတယ်ဗောနော်ဒီအကြောင်းကိုကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်အစနေရကျွန်တော်မပြောတာဗောနော်2004ခုနှစ်နောက်ပိုင်းကနေဒီနေ့ KTU ကိုကျွန်တော်ဒီလုံးဝလုံးဝဒီလူမျိုးအလွာဗောနော်လူဒန်းစားအလွာခွဲကြွားရတဲ့အကြောင်းခွဲကြားပုံအကြောင်းကိုကျွန်တော်လုံးဝထဲမပြောမဆွေးနွေးရတာဒီကြောင့်လည်းပါတယ်ဒီအပိုင်းမှာရတော့နည်းရှုပ်ထွေးမှုတွေကိုများလာတယ်ဗောနော်ဒီအပိုင်းမှာဘူသူရီကပို့ပြီးတော့ဖြစ်သွားလဲဆိုလို့ရှိရင်အစိုးရအနာရှိတဲ့လူတွေပြီးသွားလို့ရှိရင်ဒီအစိုးရဟိုမျိုးနွယ်စုတွေမှာပါဝင်တဲ့လူတွေပြီးသွားလို့ရှိရင်ဒီမျိုးနွယ်စုကနေထွက်ပေါ်လာတဲ့ဆရာဝန်တွေအင်ဂျင်နီယာတွေ ပြီးွားလို့ရှိရင်ဒီခေအဲ့ချိန်အဲ့ခေခါလာမှာပေါ့နော်နံပါတ်1ကနောက်တစ်ခုထပ်ပြီးဆိုလို့ချင်းနေတာမြန်မာနိုင်ငံကနေနိုင်ငံခြားမှာအလုပ်သွားလုပ်တဲ့လူတွေပေါ့နော်အဲ့အချိန်အဲ့ခါလာမှာပေါ့နော်ဒီ1960နှစ်နောက်ပိုင်းပေါ့နော်ဝင်းကျင်ပေါ့အဲ့ဝင်းကျင်မှာစကူတခြားနိုင်ငံမှာအလုပ်သွားလုပ်ပြီးတော့အဲစုလိုက်တဲ့လူတွေကတော့ပုံနဲ့မျိုးဖြစ်သွားတယ်ပေါ့နော်ပြီးတော့ အဲအဲ့ချိန်မှာဟို black money ပုံစံလိုလည်းပြောလို့ရတယ်ဗောနော်တရားမဝင်ကွန်သေးအေးလောက်တဲ့လူတွေကလည်းလုံးဝ top ပုံစံမျိုးဖြစ်သွားတယ်ဗောနော်အဲ့ချိန်ညနေအခုချိန်ဒီကျွန်တော်တို့မြန်မာနိုင်ငံ black money white money ဆိုတာကလုံးဝအခုချိန်ဒီကြားမှမကြားတဲ့ပုံစံမျိုးပုံစံမျိုးဖြစ်နေတာဟုတ်အဲတရားဆိုလို့ရှိရင် computer တို့ကတော့ရှင်းရှင်းလင်းလင်းမြင်သွားပြီဗောနော်ဘယင်ခံစနစ်မှာဘယ်လိုလူဒန်းစားအလွာခွဲခြားမှုရှိတယ်ပြီးပါလို့ရှိရင် colony ခက်မှာဘယ်လိုလူဒန်းစားအလွာခွဲခြားမှုရှိတယ်ပြီးပါလို့ရှိရင်ကျွန်တော်တို့ social link ခက်ဗောနော် social link လက်လက်ရေးရပြီးတဲ့ခက်မှာ ဘယ်လိုခွဲခြားမှုတွေရှိလဲဆိုတာကွန်ပျူတာကတော့ရှင်းရှင်းလင်းလင်းမြင်ောက်ဒီကိုကျွန်တော်ကတော့မြင်မိတယ်အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ထပ်ပြီးဆွေးနွေးကြရရှင်လည်းကျွန်တော်ကို comment မှန်လေးပါအောင်ဗောနော်ဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့ support လုပ်ပေးပါအောင်နော်ကွန်ပျူတာရေဒီဗီဒီယိုကကွန်ပျူတာအတွက်အသုံးဝင်မယ်ရှင်လို့ရှိရင်ကွန်ပျူတာရဲ့တငယ်ချင်းတွေကို share လုပ်ပေးပါအောင်နော်ကွန်ပျူတာရေကဲနောက်ဝီဒီယိုမှာပြန်တွေ့ကြမယ်နော်ကွန်ပျူတာရေအားလုံးလက်ပြီးဝေါ်ပါတတ်တာဘိုင်ဘိုင်